ဤတော်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဂါဇာအတွက်၎င်းရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုဟာမတ်စ်အားတင်းနေညနေအထိအကြောင်းပြရန်ရှင်းပြထားပါတယ်။ကတ္တာအီဂျီနဲ့တူရကီတို့ဟာဟာမတ်စ်ခေါင်းဆောင်တွေနဲ့ဆွေးနွေးနေပြီး၎င်းတို့အားသဘောတူရန်ကြိုးစားနေပါတယ်။ဒါပေမဲ့တူရကီသမ္မတအာဒိုဂန်ရဲ့အစ္စလမ်စစ်တွေးကြအဖွဲ့အပေါ်ပြင်ထန်တဲ့ထောက်ခံမှုဟာအီဇွေးနဲ့ပြဿနာတွေကိုအချိန်ကြာစေဖန်တီးခဲ့ပါတယ်။ ူရကီနဲ့အီဇရေးအကြားဆက်ဆံရေးဟာဂါဇာစစ်ပွဲကြောင့်ပုံမဆိုးလာခဲ့ပါတယ်အချို့ကြွန့်ကျင်သူတွေကအီဇရေးဟာတူရကီအတွင်းမှာရှိတဲ့ဟာမတ်စ်ပြည်မတွေကိုတိုက်ခိုက်ရန်ပင်စူးစမ်းနိုင်တယ်လို့တတိပေးထားပါတယ်လူများစွာဟာပါလက်စတိုင်းလူများကိုထောက်ခံမှုပြသနေကြပါတယ်ဤခံစားချက်ကအစ္စတန်ဘူမှာဒါမကတူရကီနိုင်ငံတဝန်းတွင်လည်းပြင်းထန်လာပါတယ်အီဇရေးရဲ့ဂါဇာစစ်ပွဲဟာလူပေါင်း6000ခွဲကိုတပ်ဖြတ်ခဲ့ပြီဖြစ်တဲ့၎င်းကအခြားနိုင်ငံတွေမှာ လေကြောင်းတက်ခတ်မှုတွေနဲ့တက်ခတ်မှုတွေအထိချက်ထွင်လာခဲ့ပါတယ်ယခုအခါအချို့လူများကတူရကီကနောက်တစ်ခု ဖြစ်လာနိုင်တယ်လို့တွေးတောနေကြပါတယ်ဟုတ်ပါတယ်အစ္စရေလအန္တရာယ်ဖြစ်စေနိုင်တယ်မဖြစ်စလောက်ရှိမှရှိမှလား၎င်းတို့ဟာအခုကျွန်တော်တို့အတွက်အန္တရာယ်ဖြစ်ပြီးတက်ခတ်ရန်အကြောင်းပြချက်တစ်ခုကိုစောင့်ဆိုင်းနေတယ်လို့အမျိုးသားတူကပြောပါတယ်အခြားတူကအကယ်၍သူတို့ဟာကျွန်တော်တို့ကိုတက်ခတ်ပါက၎င်းတို့ဟာအပြစ်ပေးခံမှာဖြစ်တယ် သူတို့တက်ခတ်မှာတော့မထင်ပါဘူးသူတို့မှာတတိမရှိပါဘူးလို့ထင်တယ်လို့ပြောပြောပြောခဲ့ပါတယ်လက်မမှာရှိတဲ့လူထုရဲ့ခန်းစားချက်တွေကတမရအာဒူဂန်ရဲ့မကြသမီကတတိပေးချက်တွေနဲ့ဆင်တူပါတယ်သူကကျွန်တော်တို့ဟာကဘာကိုပြောချနေတာကတော့အစ္စရေးရဲ့ရန်ဆောင်မှုဟာယခုအခါကျွန်တော်တို့ရဲ့ဒေတာလုံခြုံရေးအတွက်ရန်တန်ရမယ်ပြင်းထန်တဲ့ခြေချမှုတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် ပြည်ကရလမကာတာမရှိတဲ့ဟာမတ်ရာရှိတွေရဲ့အစည်းအဝေးတစ်ခုကိုဟင်ဇွေးကတိုက်ခိုက်ခဲ့မှုဟာအန်ကာရာကိုအလွန်တရစ်စေခဲ့ပါတယ်ဒုတိုက်ခိုက်မှုမှာလူ6ဦးသေဆုံးခဲ့ပါတယ်ကာတာဟာအမေရိကန်ရဲ့ယဉ်နီသောမဟာမိတ်ဖြစ်ပြီးဂါဇာအပြစ်ခံရဆဲရင်ဆွေးနွေးမှုတွေမှာအရေးပါတဲ့ဖြန့်ဖြစ်သူဖြစ်တဲ့အတွက်ကြောင့်ဤလို့ရဟာနယ်နိမိတ်ကြော်လွားကြော်လွန်သွားတယ်လို့လူများစွာလူများစွာကယုံကြည်ကြပါတယ်တူရကီအတွက်၎င်းကအလွန်စိုးရိမ်ပွဲဖြစ်တယ် ဒရာဂျစ်တို့တို့ကအစ္စရေးရဲ့တိုက်ခတ်မှုတွေကကာတာမာတာ မကစီးရီးယားလေဘနွန်အီရန်နဲ့ယမန်တို့မှလည်းဖြစ်ပွားခဲ့ပြီး၎င်းတို့ကဂျပန်လုံဆောင်မှုဒါမှမဟုတ်တင်းငယ်တဲ့လုပ်ငန်းတွေတော့မဟုတ်ပါဘူး၎င်းတို့ဟာသူတို့ရဲ့နယ်နိမိတ်ပတ်လည်မှာအားနည်းပြီးပိုင်းခြားထားတဲ့နိုင်ငံတွေကိုကာကွယ်ရေးဆောင်ဖြစ်ဖန်တီးဖို့အတွက်အစ္စရေးပုံမူကြီးမားတဲ့ပြူဟာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် 2023ခုနှစ်အော်တိုဘာလ9ရက်ကဟာမတ်ရဲ့တိုက်ခိုက်မှုနောက်ပိုင်းအစ္စရေးဟာတူရကီနဲ့နီးစပ်တဲ့နိုင်ငံတွေကိုပြင်ပထားခဲ့ပါတယ်။ဝန်ကြီးချုပ်ဘန်ဂျမင်နာတယာဟူက၎င်းဟာဖြစ်တူမှုဖြစ်တဲ့နေရာတိုင်းမှာဟာမတ်ကိုဖျက်ဆီးမယ်လို့အချိန်များစွာပြောကြားခဲ့ပါတယ်။သူကပြောရဲဆိုတော့ကျွန်တော်ဟာကာတာနဲ့အကြမ်းဖက်သမားတွေကိုခုံလုံးပေးနေတဲ့နိုင်ငံအားလုံးကိုပြောကြားလိုတာကတော့ ၎င်းတို့ကိုနှင်ထုတ်ပါတာမှမဟုတ်တရားစီရင်ရန်ခေါ်ဆောင်လာပါအကယ်၍မလုပ်ပါကကျွန်တော်တို့ကလှုပ်ဆောင်မယ်လို့ပြောကြားခဲ့ပါတယ်အမေရိကန်သမ္မတထရန့်ဖီအမ်ပေးပြီးတဲ့နောက်မှာနာဒီယာဟူရဲ့ကာတာတို့မကြသေးမီကတောင်းပန်မှုဟာတူရကီရဲ့စိုးရိမ်မှုတွေကိုစောချပေးခြင်းမရှိခဲ့ပါဘူး၎င်းမှာသမ္မတအာဒိုဂန်ဟာဟာမတ်ကိုပြင်းထန်စွာထောက်ခံထားတဲ့အတွက်ကြောင့်ဖြစ်တဲ့ဟာမတ်အရာရှိများစွာဟာတူရကီမှာမကြခဏလာရောက်လည်ပတ်ပြီး အချို့အကြီးအကဲအဖွဲ့ဝင်တွေကထိုနေရာမှာနေထိုင်တယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့အီဇရေးဟာတူရကီအတွင်းမှာရှိတဲ့ပြည်မတွေကိုတကယ်တိုက်ခိုက်မှာလား။တူရကီဟာဒေသတွင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီးတော့နေတိုးရဲ့ဒုတိယအကြီးဆုံးစစ်တပ်ရှိပါတယ်။အီဇရေးနဲ့တူရကီဆိုင်ရာကျွမ်းကျင်သူများကကာတာတွင်ကဲတို့တိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုဟာဖြစ်နိုင်ခြင်းမရှိလို့ထင်ကြပါတယ်။ကျွမ်းကျင်သူတို့ကအီဇရေးဟာတန်ရှိသေးတဲ့ဟာမတ်စ်ခေါင်းဆောင်တွေကိုတကယ်ရှာဖွေလိုပါက စစ်ပွဲနှစ်နှစ်အကြာမှာ၎င်းတို့မှမြန်မြန်ဆဆမကြံတော့ပါဘူးနိုင်ငံများတွင်ဘုံများကြဲချမဲ့အစားအခြားနိလန်းတွေရှိတယ်လို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့အခြားတော့တင်းမာမှုတမျိုးဖြစ်လာနိုင်ပါတယ်တူရကီအတွင်းမှာရှိတဲ့လူဝက်ပြမထားတပ်ဖြတ်မှုတွေဖြစ်ပါတယ်အစ္စရေးရဲ့ထောက်လန်ရေးအေဂျင်စီ မော့ဆက်ခါတူရကီတွင်ပုံအောင်နေတဲ့ဟာမတ်ခေါင်းဆောင်တွေကိုတိုက်ခတ်ရန်စူးစမ်းနိုင်ပါတယ်ကြောင့်ရှင်သူတွေက၎င်းဟာဖြစ်နိုင်ခြင်းအများဆုံးအခြေအနေဖြစ်တယ်လို့ယုံကြည်ကြပါတယ် ဒါပေမဲ့တူရကီဟာ၎င်းရဲ့ကာကွယ်ရေးကိုတွန့်ပြစ်လှုပ်ဆောင်နေပါတယ်။ဇွန်လမှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုတက်ခတ်ပြီးတဲ့နောက်အာဒိုဂန်ကဒုံးကျည်ထုတ်လုပ်မှုပုံမလှုပ်ဆောင်မယ်လို့ကြေညာခဲ့ပါတယ်။၎င်းကတူရကီရဲ့အသစ်တော်တမနီအမိုးခုံလေကြောင်းကာကွယ်ရေးစနစ်ကိုလည်းမကြသေးမီကဖွင့်လှစ်ခဲ့ပါတယ်။ကာကွယ်ရေးကျန်းမာရေးတူကတူရကီဟာတူတင်ကာကွယ်မှုတွေလှုပ်ဆောင်နေပြီး၎င်းရဲ့ဒေတာဆိုင်ရာလေကြောင်းကာကွယ်ရေးနဲ့အာဂါဒါပရိုဂရမ်တွေကိုလည်းအရှင်မြစ်လှုပ်ဆောင်နေတယ်လို့ပြောတယ်။ ယမန်ကျမ်းမှာတူရကီဟာအစ္စရေးနဲ့စစ်ပွဲဖြစ်ပွားပါကပုံမတန်မာတဲ့စစ်တမ်းရှိရန်ဖြစ်တယ်။ယခုအချိန်အထိနိုင်ငံစလုံးကဒိုင်းရိုက်တိုက်ပွဲကိုဆောင်ရှားဖို့ကြိုးစားခဲ့ကြပြီး၎င်းဟာကောင်းမွန်တဲ့အရာဖြစ်ပါတယ်။ Jerusalem ရှိနေမယ်လို့လည်းမျှော်လင့်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။အီနီးယားအစ္စတန်ဘူမှာလူအများစုကစစ်ပွဲထမှန်ဖြစ်ပေါ်လာဖို့အတွက်မလိုလားကြပါဘူး။၎င်းတို့ကဂါဇာစစ်ပွဲအဆုံးသတ်ဖို့လိုလားကြပြီး ပါလက်စတိုင်းလူများနဲ့တူရကီလူများငြိမ်းချမ်းစွာနေထိုင်နိုင်ရန်လိုလားကြပါတယ်